ပန်းနုသွေးတယ်ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲပန်းနုသွေးတယ်ဆိုတာကိုအင်္ဂလိပ်လိုအဲမပြောခင်မှာသူကအဲဘယ်လိုအဓိပ္ပာယ်ရှိလဲဆိုတာကျွန်တော်အင်ပြောပြမယ်အဲပန်းနုသွေးဆိုတာကတော့ကျွန်တော်ဘန်စကားပေါ့နော်ခေဘန်စကားပေါ့အဲအဲ့ဒါသူကဘယ်လိုမျိုးအဓိပ္ပာယ်ရှိလဲဆိုရင်သူကအဲကိစ္စတစ်ခုမှာပေါ့နော်ပြဿနာတစ်ခုမှာအပြဿနာဖြစ်တဲ့အခါမှာအဲသူကနေဥအောင်လုံထားတယ်သူကနေမတော်မတရားအနိုင်ကျင့်ထားတယ်အဲနော်တစ်ဖက်လူကိုဖိနှိပ်ထားတယ်ပေါ့အဲ့လိုမျိုးလုပ်ပြီးတော့ ဒါပေမဲ့အများအမြင်မှာအဲသူ ਆ ပဲခံရတဲ့သူပုံစံမျိုးသူ ਆ ပဲနစ်နာတဲ့သူပုံစံမျိုးပေါ့နော်အဲ့လိုလှုပ်ကြံပြီးတော့အဲပြောတာပေါ့အဲအဲ့ဒါမျိုးကိုကျွန်တော်တို့ကဘန်းသူတွေ့ရလို့ပြောတာအဲ့ဒါကိုကျွန်တော်တို့ကဒီအဲအင်္ဂလိပ်လိုဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင် play the button play the button အဲဘန်းသူတွေ့ရပေါ့အဲဥမာဒါလေးကိုကျွန်တော်တို့ဒီစကားပြောတဲ့ခါမှာဘယ်လိုမျိုးထည့်ပြီးတော့ပြောလို့ရလဲဆိုလို့ရှိရင်အာသူကအဲတချိန်လုံးပန်းသူတွေ့တယ်ပေါ့အဲသူရဲ့ အဲဒီလုံရက်ကိုသူ့ရဲ့သူတာဝန်မယူဘူးပေါ့အဲအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် he is always playing the victim he doesn't take responsibility အဲကျွန်တော်တို့အဲဒီလိုမျိုးပြောလို့ရတယ်ပေါ့နော်ဒါ तू ကတစ်ချိန်လုံးပိုင်းလူတွေးနေတာအဲ तू तू လုပ်ခဲ့တဲ့ဟာကို तू တာဝန်မယူဘူးပေါ့အဲကျွန်တော်တို့အဲ့လိုမျိုးပြောလို့သုံးလို့ရတယ်